မိဘအပေါ်ကိုမတုံ့နှံ့တဲ့အခေါ်ဝါနန်းစားတစ်ခုကြောင့်လူပြောများနေတဲ့ချူလိန် ပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းလူတယောက်ရဲ့နှလုံးသားထဲကမြစ်တာတရားအစစ်မှန်ကိုစကလုံးတစ်လုံးတည်းနဲ့တကယ်ပဲတိုင်းတာလို့ရနိုင်ပါမလားလိုရက်နဲ့သက်သက်ပြနေတဲ့ကျေးဇူးတရားတွေကစကလုံးအသုံးတော်တစ်ခုရဲ့မှားယွင်းမှုအောက်မှာပျောက်ကွယ်သွားနိုင်သလားဒီနေ့မှာတော့အနုပညာလောကမှာထုံးလင်းတောက်ပနေတဲ့ကျဲတပွင့်မိဘပေါ်မှာသမီးဝတ္တရားချေပွန်လုံးလို့ပရိသတ်တွေကချစ်ခင်လေးစားရတဲ့မင်းသမီးချူလေးရဲ့ဇလန်းကိုကျမတို့နဲ့တူတူကြည့်လိုက်ကြရအောင်ပါသူမရဲ့တိတ်တက်လိမ်မာမှုတွေအလုံးဟာသူကိုယ်တိုင်အောင်သတိမထားမိလိုက်တဲ့နန်စားအသုံးတော်လေးတစ်ခုကြောင့်အကြီးကျယ်မေကွန်းထောက်ခံလိုက်ရတဲ့အခါချူလေးဆိုတာနဲ့ပရိ သက်တရဲ့မျက်စိထဲမှာပြင်းပြင်းကြတာကတွက်လက်တဲ့တရုပ်ဆောင်ချက်တွေအကယ်ဒမီထူးချွန်စုတွေနဲ့အတူသူမရဲ့မဆုံးမနစ်စ조사အထောက်မှုတွေပါပဲဒါပေမဲ့အဲ့ဒီပုံရိပ်တွေအလုံးထက်ပိုပြီးပြိသက်လေးစားချစ်ခင်ရတဲ့အကြောင်းရင်းတစ်ခုရှိပါသေးတယ်ရှင်အရာကတော့မိဘနှစ်ပါးပေါ်ထားတဲ့သူမရဲ့မေတ္တာတရားနဲ့တိတ်တလိမ်မှမှုပါပဲ။ကိုရိုင်းကအပြင်းမှန်ခံရှောက်ဖွေထားတဲ့အနုပညာခြေတိုင်းကိုမိဘအတွက်စူးစမ်းပေးခဲ့တယ်။ မြို့ပေါ်မှာခန်းခန်းနားနားနေနိုင်ဖို့အိမ်အစ်စ်တလုံးကိုတောင်တိဆောက်ပေးနေကြတာရှိမ်ဒါဟာသမီးတယောက်အနေနဲ့တော့မိဘခြေဆုကိုဘလောက်ထိဆက်နေတယ်လဲဆိုတာကိုလက်တွေ့ပြနေတဲ့အကောင်းဆုံးသက်သေတွေပါပဲဒီလိုသမီးလေးမှာယတနာလေးတယောက်ရဲ့ပုံရိပ်ကလူမှုကွန်ရက်ပေါ်ကဗီဒီယိုတစ်ခုမှာသုံးလိုက်တဲ့သကလုံးတစ်လုံးကြောင့်အက်ကွဲသွားလိမ့်မယ်လို့ဘသူကမှထင်ထားခဲ့မှာမဟုတ်ပါဘူးအဲ့ဒီအဖြစ်ပြက်ကတော့ချူနေတင်ခဲ့တဲ့ဗီဒီယိုလေးတစ်ခုကနေစတင်ခဲ့ရပါအဲ့ဒီဗီဒီယိုထဲမှာသူမဟာမိဘဖြစ်သူအကြောင်းကိုပြောပြရင်းနဲ့ အဖေကအမေကလိုတုံးလုံးရမယ်စာသူကလေဆိုတဲ့နန်းစားကိုတုံးတုံးခဲ့ပါတယ်မြမလူမှုအတိုင်းဝိုင်းရဲ့ယဉ်ကျေးမှုမှာတော့ကိုထက်အသက်ကြီးသူအထူးသဖြင့်မွေးသမီးခင်မွေးတဖခင်ကိုသူလို့တုံးတုံးပြောဆိုလို့မရှိကြပါဘူးဒါကိုတချို့သောပြည်သက်တွေကချက်ချင်းတတိထမိသွားပြီးဝေဖန်မှုတွေကစတင်ခဲ့ပါတော့ရဲ့ရှင် မိဘကိုသူ့လို့သုံးတာကဘယ်တော့မှမကြဘူးဘူး။ဒါဟာမိဘရဲ့ကျေးဇူးကိုမတိတက်ရရောက်တယ်။မာနာကြီးရရောက်တယ်ဆိုတဲ့မှတ်ချက်တွေကမိဘလေးတစ်ခုကနေတော်မီကြီးတစ်ခုလိုအရှိန်ဟုံးနဲ့ပြန့်နှံ့လာခဲ့ပါတယ်။အစင်လာနဲ့ယဉ်ကျေးမှုကိုတံမိုးထားတဲ့ပိဋကအများစုအတွက်တော့ဒါဟာလုံးဝလက်ခံနိုင်စရာမရှိတဲ့အပြုတ်မှုတစ်ခုဖြစ်နေခဲ့တာရှင်။ဒါပေမဲ့အချွေစီမှာခေါင်းနဲ့ပန်းဆိုတာရှိတယ်လို့ပါပဲ။ချူလေးဘက်ကနေကောက်ွယ်ပြောဆိုပေးတဲ့သူတွေကလည်းအများပြားရှိခဲ့တယ်ရှင်။တချို့ကတော့ဒါကစကားပြောတဲ့အချက်မှစိတ်ထဲမှာမိဘကိုတကယ်ချစ်ဖို့ကအဓိကပါဆိုပြီးရက် T.P. 教授啊，爸。 တချို့ကတော့ချူလင်းဟာတိုင်းရင်းသူတယောက်ဖြစ်တဲ့အတွက်မြန်မာစကားအသုံးနှုန်းမှာအားနည်းချက်အနည်းငယ်ရှိနိုင်တာကိုနားလည်ပြီးဖို့ပြောဆိုခဲ့ကြတာပေါ့လောက်ရက်ကစကလုံးထက်ပိုအရေးကြီးတယ်ဆိုတဲ့အချက်ကိုသူတို့ကကင်ဆယ်ထားခဲ့ကြတယ်ဒီလိုအပြန်အလှန်ညှင်းပွားမှုတွေကြားမှာပဲအခြေအနေကပိုပြီးပြင်းထန်သွားစေမယ့်အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့တာရှင်ဝေဖန်မှုတွေအချိန်မြင့်နေချိန်မှာပရိသတ်တယောက်က Facebook မှာသူမကိုဓာတ်ရိုက်ထောက်ပြခဲ့ရပါအဲဒီမှတ်ချက်အောက်မှာချူလေးကအမသမီးလေးမွေးတဲ့အခါကျရင်ညီမဗီဒီယိုကိုကြည့်ပြီးအဲဒီလိုမပြောနဲ့မိမချိုက်ဖူးလို့ပြောပြလိုက်ပါဆိုပြီးပြတ်သားတဲ့ တဲ့စကလုံးတွေနဲ့ပြန်ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်မှုကတော့အချင်းတွေကိုပိုပြီးရှုပ်ထွေးသွားစေခဲ့တဲ့အချိန်တစ်ဖက်မှာတော့မှားတာကိုဝန်မခံဘဲပိသက်ကိုမှန်ပြန်တက်နေတယ်ဆိုပြီးပြင်းပြင်းထန်ထန်နဲ့ဝေဖန်ခဲ့ကြသလိုနောက်တစ်ဖက်မှာတော့ဒါဟာခက်ဆွဆွနဲ့ပုံမှန်လင်းလင်းထုတ်ပြန်တက်တဲ့ချူးလေးရဲ့ပုံစံအမှန်ပဲနောက်ပြောင်တဲ့သဘောပဲဖြစ်မှာပါဆိုပြီးရှင်းပြကြပြန်တာပေါ့။ဒီထုတ်ပြန်မှုကသူမရဲ့မာနကိုပြနေတာလားဒါမှမဟုတ်ဝေဖန်မှုတွေကြားကသူမရဲ့ပွင့်လင်းမှုကိုပြနေတာလားဆိုတာကတော့ပိသက်တွေကြားမှာအဖြေမထွက်နိုင်တဲ့ပုံစံတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဒါဆိုရင်ပရိသတ်တို့ရဲ့အမြင ်ကိုလည်းခေါမမဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ